လူမဲ့ပြောပေးတကယ်လားမလို့လို့ဝင်းမောင်ရွှေစီကဘယ်တော့မှအလူမခံရတော့ပါဘူးဆိုတဲ့အနှဲ့နဲ့ဆန်ပြိတ္တများလုံးမဲ့မင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ဝင်းမောင်ရွှေစီကဘယ်တော့မှအလူမခံတော့ဘူးလို့ပြောလာတာကတော့တရုတ်ဆောင်ဒေါ်နှဲ့နဲ့ဆန်ပါဒါကလည်းဝင်းမောင်ရွှေကအမေများအိမ်ယာမှာခေါင်မိုးပြင်ဖို့အတွက်လူမဲ့ပြောပြီးတော့လာမလို့လို့ပဲဖြစ်ပါတယ် အခုဆိုရင်တော့ဝင်းမုံရှိကလူမဲပြောပြီးလာမလို့လို့အမေများအဖွဲဥက္ကဋ္ဌဒေါ်နွန်းနဲ့ဆန်ခမြအိမ်ခေါမိုးကိုဥပါတိတ်တွေနဲ့ကိုရီနဲ့သာဖားခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်လူတွေကတော့ဝင်းမုံရှိတယောက်နိုင်ငံကျော်တထေးမကြီးတယောက်ဖြစ်ပေမဲ့လူမဲပြောပြီးတော့တကယ်လာမလို့တဲ့ပုံမှာတော်တော်လေးဝေဖန်မှုတွေမြင့်တက်နေရဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအမေများအဖွဲဆိုတာကတော့တချိန်တုန်းကဝိုင်းရင်တယောက်ဆောင်မင်းသမီးတွေဇပိုးဆိုင်ရန်တယောက်ဆောင်အမေတွေစုဖွဲ့ထားတာဖြစ်ပါတယ်။ ဒီလိုစုဖွဲ့ထားတဲ့အမေများအဖွဲ့ကတကြံတွင်းအချိန်ခါမှာရင်းကားလေးရှိပါတယ်။ပြည်သက်တွေကအနုပညာအတိုင်းဝိုင်းတွေကရောအမေများအဖွဲ့ကိုအသက်ကြီးကြီးအနုပညာရှင်တွေဖြစ်လို့ရိုသေလေးစားပြီးတော့အားပေးကြတာဖြစ်ပါတယ်။ဒီလိုတက်ကြီးဝါကြီးအမေများအဖွဲ့ကိုဥဆောင်နေတာကတော့ဝိုင်းရုပ်ရှင်မင်းသမီးကြီးဆိုဖီယက်ပြန်အမေဒေါ်နွန်းနဲ့ဆန်းဖြစ်ပါတယ်။ Academy Donaldson ကအမေများအဖွဲ့ရင်းအကအဖွဲ့ကိုဦးစီးနေတယ်လို့တက်ကြီးဝါကြီးရုပ်ရှင်တရုပ်ဆောင်အမေတွေခိုကိုရမဲဖြစ်တဲ့အခါမှာခိုနားနိုင်ဖို့အတွက်အမေများအရာကိုဆောက်လုပ်ထားတာဖြစ်ပါတယ်။ဒီလိုဆောက်လုပ်တဲ့နေရာမှာလည်းအမေ Donaldson ကပဲသူမရဲ့အိတ်ဆိုင်ငွေတွေနဲ့ဆောက်လုပ်လုပ်တန်းပေးထားပါတယ်။အမေများအဖွဲ့ကအမေတွေဟာအခုဆိုရင်တော့အသက်80ကျော်80 90ဝန်းကျင်တွေဖြစ်လို့အနုပညာလှူရှာမှုတွေလည်းမလုပ်နိုင်ကြတော့ပါဘူး။ဒီအချိန်မှာသားသမီးတွေကလည်းမပြေလည်ဘူးဆိုရင်နေစရာစားစရာအခက်အခဲကြုံရ ကြပါတယ်ဒီလိုမျိုးသရုပ်ဆောင်မင်းသမီးကြီးတွေခိုကိုရမယ်စားတောက်နေထိုင်ရေးအခက်ကြုံရတဲ့အချိန်မှာကုညီကယ်တင်ထားတာကတော့အမေတော်နဲ့နဲ့ဆန်းဖြစ်ပါတယ်ဒါပေမဲ့လည်းခုချိန်မှာအလုံးကအဆင်မပြေစက်တဲနေတဲ့ကာလတစ်ခုကိုရောက်လာပြီဖြစ်လို့အမေနဲ့နဲ့ဆန်းတယောက်တော်တော်လေးရင်ပူနေရပါတယ်အဓိကရင်ပူရတာကတော့အမေများအိမ်ယာမှာအိမ်ခေါင်မိုးကပေါက်ပြဲလာတာဖြစ်ပါတယ်ဒါကြောင့်မလို့လေအလူရှင်လိုအပ်နေတာဖြစ်ပါတယ်ဒီလိုမျိုးအလူငွေလိုအပ်နေချိန်မှာလှူမယ်လို့ကတိပေးခဲ့တာကတော့နိုင်ငံကျော်ရု ပ်ရှင်မင်းသမီးဝင်းမုံရွှေကြီးဖြစ်ပါတယ်။ဝင်းမုံရွှေကြီးဆိုတာကအားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်တထေကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထက်အပြီးမှာတော်တော်လေးချမ်းသာကြွယ်ဝနေရဖြစ်ပါတယ်။ ဒီလိုကြီးကြီးတက်ချမ်းသာတဲ့တထေးမလေးတရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကအမေများအိမ်ယာခေါမိုးကိုပြင်ဆင်ဖို့အတွက်နှုတ်ကတိပေးခဲ့မှုတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်ထိဝင်းမုံရွှေကအမေများအဖွဲ့ကိုလာရောက်မလူတန်းတရာဖြစ်ပါတယ်။အမေများအိမ်ယာခေါမိုးပြင်ဆင်စရိတ်ကိုတွက်ကြည့်လိုက်တဲ့အခါမှာတော့3650ကုန်ကြမယ်လို့သိရပါတယ်။ ဒီလောက်ထိများပြားလွမ်းတာကြောင့်အမေနွဲ့နဲ့ဆန်တို့ကလည်းအမေများအဖွဲအတွက်ဝင်းမုံရွှေကြီးကနေအလှမခံရဲတော့ပါဘူးဝင်းမုံရွှေကြီးကဘလောက်ပဲကြီးကြီးတက်ချမ်းသာတဲ့တထေးမကြီးဖြစ်နေပါစေ သိန်း650ဆိုတာကမနေ့တဲ့ပမာဏဖြစ်လို့အမေများအဖွဲ့လဲဝင့်မုံရွှေကိုဆက်သွယ်အလူခံရမှာမဝင်မရဲဖြစ်နေပါတယ်။ဒါကြောင့်အခုအမေနဲ့နဲ့စံတယောက်ဝင့်မုံရွှေစီကလာမလူလို့အိမ်ခေါမိုးကိုအိုးပါတိတ်တွေစူပါဂလူးတွေနဲ့ကော်ကက်ပြီးတော့ဖြည့်ရှင်းနေရတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလူမဲပြောပြီးတော့တကယ်လာမလူသေးတဲ့ဝင့်မုံရွှေကြောင့်ဒုက္ခရောက်နေရတယ်။အမေတော်နဲ့နဲ့စံနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါ margem